အမြင်သဘောထားလေးကျွန်တော်ဒီစီးရင်နယ်မျိုးရောက်တုံးလေးပေါ့နော်အဲ့ဒီအမြင်သဘောထားလေးကိုဆန်နေစွန်တိုင်းစပြီးတော့ဟိုဖြည့်ကြပေးပါအောင်ပေါ့ရွေးကောက်ပွဲလုတ်တယ်လို့ခင်ဗျားတို့ခင်ဗျားတို့မပါဘူးသူတို့လုတ်ကြတယ်ပေါ့နော်လုတ်ကြတဲ့ခါမှာကျွန်တော်ကတွတ်တယ်ဒါတော့ရှင်းပြတယ်ဗျတပါတီတစ်ခုတည်းပဲအာဏာရအောင်လုတ်မှာဆိုတော့မျိုးကျွန်တော်မြင်တဲ့အချိန်မှာပြီးခဲ့တဲ့ဘယ်လောက်လဲနှစ်ပတ်လောက်ကလာတပတ်ကလာပါ လေးပါတီကိုထုတ်ပလိုက်ထုတ်လိုက်တာဘေးရတပါထုတ်ပလိုက်တယ်အဲ့တော့လေမနဂိုရီယာနဂိုရီယာမပြောနဲ့အဲ့ဒီမတိုင်ငင်တဲ့ကဘာလဲပါတီထောင်းရင်နေမလို့သိမ့်တော့ဟိုလောက်ဒပတီအောင်ဖြစ်နေပြီရှောက်ပြီးတော့ဥပဒေထုတ်တာလေဆိုတော့အဲ့လိုလှုပ်တာဟုတ်လှုပ်ရောရောထပ်ပါတော့အဲ့ဟုတ်ပြီအဲ့လိုလှုပ်တော့ကျွန်တော်တော့တကယ်တမ်းကျတော့တက်ကဘုံချုပ်ကြီး ကိုပြီးတော့တခါဘုံကျုပ်တွေအွန်လိုင်းတွေးဘာလို့လဲအွန်လိုင်းတွေးဒါပဲခင်ဗျားလေဒီကိုသွားမှလေအဲ့ဒါရောက်လဲပြောတာဗောဗျာဒါခင်ဗျားလေအာဒန်ရစီကိုပြန်ထူတော်မှာစစ်ဂျုံပြုတ်မှာသူတို့သားသမီးတွေကိုနိုင်ငံရပို့ပြီးတော့ပညာရေးသင်ပြီးပြန်လာလို့ရှိရင်တို့ကကျွန်တော်တို့အုပ်ချုပ်မှာဆိုတာမျိုးတွေကိုလူတွေပြောကြတာပေါ့ဟုတ်ဘူးလားဆိုတော့ဟုတ်တယ်တို့တော့ ကိုကပြောအဲ့လိုလူကြီးတွေရှိတယ်ပြောပြီးတော့ပြောပါပြောချက်ပါအဲ့မင်းဘုံမတယောက်နေနေဒီကြားထဲနေတော့မင်းဘယ်လိုခံစားရလဲဘယ်လိုခံစားလိုက်ဩငါဘုံမမဟုတ်ပါဘူးကဘုံမငါကြည့်ဟုတ်အဲကျွန်တော်တို့အဲ့ဒီဟိုမေအောင်လိုင်းလုပ်တဲ့ကိစ္စတွေပေါ့နော်ဒါကျွန်တော်တို့တော်လိုင်းကြီးဘုံမတွေလက်ရှိတော်လိုင်းကြီးနေမြေကခံစားဖို့ပေါ့အဲ့တော့တခါလေကျဟိုကျွန်တော်တို့လိုင်းပေါ်မှာတွေ့နေရဒီဒီရွေးကောက်ပွဲရွေးကောက်ပွဲအသားပေးပြောဆိုမှုတွေ ကျွန်တော်တို့ကရှင်းတယ်ဗျာကျွန်တော်တို့ကတော့မင်းအွန်လိုင်းလုံးသမျှပေါ့ဆရာနာရှင်ဒီလုံးသမျှကိုကျွန်တော်တို့ကတခုမှအသိမှမပြီးရုပ်ောက်ပွဲမကားလို့ဘာပဲဖြစ်ကျွန်တော်အသိမှမပြီးနောက်တစ်ခုကဆရာနာရှင်ခက်အဆက်ဆက်ပေါ့ဟိုနေဝင်းလက်ထက်ဆောမောင်ခင်ကျွန်းလက်ထက်ဒီတန်းရွှေတိန်းစိန်လက်ထက်တရားနေအစားရှိပြီးတော့တို့ပြည်သူကိုဒီဆရာနာရှင်စနစ်ဆိုတာယူပုံဖြတ်ဖို့ပေါ့ဆရာနာရှင်ဆိုတဲ့ဟာယူဖြောက်ဖြတ်ဖို့အတွက်အယောင်ဆောင်တာဒီရုပ်ောက်ပွဲတွေနဲ့ပဲ အယောင်ဆောင်ခဲ့တာစင်အညီနဲ့ခိုးမွားလို့ရတနာပုံစံပြောင်းဖို့ရတနာပုံစံပြောင်းဖို့အတွက်ကဘာကြီးကိုလဲပြဖို့ပြည်သူတွေကိုလဲပြဖို့ဆိုတော့တို့ကဒီရွေးကောက်ပွဲဆိုတာကြီးနဲ့လုပ်ယူဖြစ်တာပေါ့ကျွန်တော်တို့မြင်တာဒါကတို့ရဲ့လက်နက်တစ်ခုဖြစ်တို့ရဲ့ဒီဟန်ဆောင်မျက်နှာဖုံးတစ်ခုကိုစွတ်ဖို့အတွက်လုပ်တဲ့အားကြီးဒါကကျွန်တော်တို့မိခဲ့တဲ့ပေါ့နော်ကိုယ်တိုင်ကျွန်တော်တို့ဖြတ်တန်းခဲ့တာဆိုရင်60ရွေးကောက်ပွဲဟာဖြတ်တန်းခဲ့တယ်အာ60မိနစ်ဆက်ခွန်မှာဒီရွေးကောက်ပွဲလုပ်ခဲ့တယ်ဟိုစောမောင်ကိုယ်တိုင်က ရွေးကောက်ပွဲပြီးရင်ငါတို့စစ်တမ်းရပြန်မှာပါဆိုတဲ့ဟာကိုတရားဝင်ပြည်သူတို့မိန်ကွန်းပြောခဲ့ပေမဲ့တကယ်တမ်းဟုတ်လားကျွန်တော်တို့90ရွေးကောက်ပွဲကြီးရနေပြီးတော့ဒီမင်းနေဆက်ကွန်ရွေးကောက်ပွဲကြီးရနေပြီးတော့ LDP ပါတီအပြတ်အနိုင်ရခဲ့တဲ့အပေါ်မှာဟိုအာဏာလွှဲပြောင်းပေးခြင်းလည်းမရှိသလိုစစ်တမ်းလျားပြန်ခြင်းလည်းမရှိခဲ့ဘူးစစ်တမ်းလျားပြန်မယ်ပြောတဲ့ဗိုလ်ချုပ်စောမောင်ကိုဆွဲသိမ်းပြီးတော့ဒီဖွဲ့စည်းပုံဆွဲပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ LDP ပါတီကိုလည်းဟိုမပြုတ်ခွဲပြုတ်ခွဲအောင်လုပ်တဲ့ ဟိုအဲ့60အမတ်တွေအားလုံးကိုပြပထွက်ပြအောင်တော်တဲ့ပြအောင်လုပ်တယ်ထောင်းထဲတွေဖန်ထဲဘလူးတွေရဲ့လက်ခင်ဗျာပြပကိုထွက်ချင်တာကိုအဲ့တော့အဲ့လိုမျိုးအခြေအနေတွေပေါ့နော်အာဖြတ်တန်းခဲ့ကြတယ်ပေါ့ကျွန်တော်တို့ဒါ60ရွေးကောက်ပွဲအပိုင်းပေါ့အဲ့ဒီကနေပြီးတော့အခုကျွန်တော်တို့ဂျားဂျားပါပေါ့အာ2010ပေါ့2010ရွေးကောက်ပွဲအဲ2010ရွေးကောက်ပွဲကလည်းဟိုစစ်ဘုံရုပ်တွေကသူတို့ယူနီဖောင်းတွေခဏချို့ပြီးတော့ဒီနော်ရွေးပွဲစည်းဖို့ယူအသက်သွင်းဖို့ အော်တော့ဒီပေါ်ပြီးတော့အသက်သွင်းဖို့ဒီအရက်သားအစိုးရဖြစ်ပါပြီလို့ကဘာကြီးရောလားဒီမှာသမရသိမ့်စိန်မာလို့ပြောက်ဖို့အတွက်ကိုကိုဖဲကိုချိုးပြီးတက်လက်ပန်းထိုးခဲ့တာအဲ့တော့ကျွန်တော်တို့ကအဲ့ဒီကာလာတွေတည်းကကျွန်တော်တို့က notebook လေအဲ့ဒီကာလာတွေတည်းကကျွန်တော်တို့ဒီဟိုရွက်ောက်ပွဲကိုလက်မခံနဲ့ရွက်ောက်ပွဲမုံဝင်ကြရေးဆိုတော့ဟာပေါ့နောက်ရှင်းပွဲသီးပုံဖြတ်သိမ်းရုံသွားမယ်ဆိုတော့လမ်းကြောင်းကိုကျွန်တော်တို့သွားနေဒီရွက်ောက်ပွဲဆိုတာမလိုအပ်ဘူးလေကျွန်တော်တို့ရဲ့မူရင်းဤမှန်းချက်က နှောင်းရှိဖွဲ့စည်းပုံကြီးဖြတ်သိမ်းရင်းနဲ့ဒီဆက်အနာရှင်စနစ်အမြင့်ပြတ်ကြီးအဲကြောင့်အဲ့ဒီကာလာတွေကကျွန်တော်တို့ကရုပ်ောက်ပွဲဆိုတာကိုစစ်တပ်လက်မခံခဲ့စစ်တပ်နိုင်ငံရေးမပါဘူးကြီးဟုတ်အဲ့တော့အခုအခုတခါထလာပြီအခုဒါမေအွန်လိုင်းလက်ထက်မှာကျွန်တော်တို့ဒီစကားစားလက်ထက်မှာကျွန်တော်တို့သူတို့ရွေးကောက်ပွဲလို့ခေါင်းစဉ်တက်နေပြန်ပြီပေါ့ဗျာရွေးကောက်ပွဲတော့မဖြစ်သေးဘူးပေါ့အဲ့တော့ကျွန်တော်တို့ပိုင်းကတော့ရှင်းတယ်ဒီရွေးကောက်ပွဲဆိုတာကိုအတိမတ်လည်းမပြုဘူးမေအွန်လိုင်းလုံနေတာတွေကိုကျွန်တော်တို့စိတ်ဝင်စားစောင့်ကြည့်ဖို့နေဖို့လည်းမလိုဘူးကျွန်တော်တို့ပိုင်းမှာက မေးအွန်လိုင်းကိုအပြတ်တိုက်ရေးပဲစစ်အနိုင်တိုက်ရေးပဲလက်ရှိကျွန်တော်တို့လိုချင်တာကစစ်အနိုင်တိုက်ရေးအတွက်ကျွန်တော်တို့ကိုအာခွန်အားတွေဖြစ်အောင်ကျွန်တော်တို့တော်လိုင်းရေးသမားတွေကိုဟိုဒီတော်လိုင်းအင်အားစုကြီးထွားအောင်ပေါ့နော်လူအင်အားတော်လည်းကောင်းရုပ်ပစ္စည်းပိုင်ဆိုင်မှုအင်အားတော်လည်းကောင်းကျွန်တော်တို့ကြီးထွားရင်တို့တိုက်နိုင်တယ်အဲ့တို့ကခုရွေးကောက်ဝဲကလုတ်ပြကောင်လုတ်ပြသွားမယ်တို့တင်ရင်လည်းလူတင်လိမ့်မယ်ဒါပေမဲ့ဒီစစ်အာဏာရှင်စနစ်ကတန်လျာလဲနေမှာနော်ရွေးကောက်ဝဲပြီးွားလဲ ဘယ်သူပဲနိုင်နိုင်ဘယ်သူနိုင်ပါတယ်လို့ပဲသူတို့စီကအဖြေထွက်ထွက်တေးကြတာကကျွန်တော်တို့မှာဆရာနာရှင်စနစ်ကြီးကိုပြက်အောင်မတိုက်နိုင်သေးဘူးကျွန်တော်တို့လောကမှာရွေးကောက်ပွဲကိုပြက်ရင်မပြက်ရင်မဟုတ်ဘူးဆရာနာရှင်စနစ်အမြင့်ပြက်ရင်နေပြက်ပဲနော်အဲ့ဒီကောင်းစဉ်အတိုင်းပဲကျွန်တော်တို့ကချီတက်ကြမှာအဲ့တော့ရွေးကောက်ပွဲဖြစ်ချင်းဖြစ်မယ်မဖြစ်ချင်းမဖြစ်ဘူးဒီရွေးကောက်ပွဲကရလတ်ကိုကျွန်တော်တို့ကအသိမပြုနေမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဒီမှန်းချက်ကကျွန်တော်တို့ပန်းနိုင်က မင်းအွန်လိုင်းမဟုတ်တော့တခြားသူဖြစ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီဆက်အနာရှင်စနစ်တိုက်ပြန်ရင်ဆက်ချီတက်နေရမှာဒါပဲကျွန်တော်တို့ကကျွန်တော်မင်းအွန်လိုင်းကိုမှန်တိုင်းပြောရရင်ကျွန်တော်မင်းအွန်လိုင်းဆိုတာနံပါတ်တက်တာမင်းအွန်လိုင်းကိုတော်လာမှာမဟုတ်ကျွန်တော်စနစ်တစ်ခုကိုတော်လာပြရမှာရဖြစ်တယ်ဟုတ်ကဲ့စနစ်ကိုတော်လာပြမှာရမှာဟုတ်ဥစဉ်ရောဒီတက်ထဲမှာနေခဲ့တဲ့လူတယောက်အနေနဲ့မှာဒီဘက်ကိုကျွန်တော်တို့အဲဒီဘက်အလင်းဘက်ကိုရောက်လာတာပေါ့မှန်တိုင်းပြောဒီဘက်ကိုရောက်လာကျွန်တော်တော်လိုင်းဘက်ကိုရောက်လာတဲ့အချိန်မှာဒီစိတ်ခံစားချက်တွေနေလာထိုင်ရတဲ့ဟိုတင်ခံစားချက်တွေပေါ့အဲ့ဒါလေးတစ်ချက်တော့ပြောပြရအောင် အဲပြောရရင်တော့ဦးစိန်တို့ကတော့ဟိုဦးနေဝင်လက်ထက်ကလေးကမိခဲ့ကြတာเนาะဟုတ်ဦးနေဝင်လက်ထက်ကလေးကမိခဲ့ကြတာဆိုတော့မြန်မာနိုင်ငံကတော့တကယ်ကြတော့ကန်ဆိုးတယ်အဲ့ဒီခေတုန်းကလည်းစစ်အာဏာရှင်တွေပဲတွားကြတာအခုတည်းကစစ်အာဏာရှင်ကမပြတ်သေးဘူးအဲဒေါ်အောင်ဆန်းစုကြည်ပေါ့လူထုကောင်းဆောင်ပေါ့လူထုကောင်းဆောင်ကအဲလုတ်လုတ်ကင်ခွင့်ရတဲ့အချိန်မှာလည်းအပြည့်ကမရခဲ့ဘူးအဲ့ဒီအချိန်မှာဒေါ်အောင်ဆန်းစုကြည်လုတ်ပိုင်ခွင့်ရတဲ့နှစ်ကလေးမှာကြောင်ကြီးကတော့တော့တန်းနေပြီ တကယ်ရောင်ကြီးတန်းလာတဲ့အချိန်မှာအစိုးတော့အခုအာဏာပြန်သိမ်းလိုက်တာမှာအစိုးဆုံးဒါကျွန်တော်တို့မြန်မာနိုင်ငံသားတွေပြည်သူတွေရဲ့အခွင့်အရေးကိုကျွန်တော်တို့နိုင်ငံတော်ကြီးတော့တိုးတက်တော့မှာပဲဆိုတော့အတိတရားလေးရတာနီးပဲရှိသေးတယ်အဲအာဏာကောက်သိမ်းလိုက်တော့အခုလက်တွေပဲအားလုံးကျွန်တော်တို့မြန်မာနိုင်ငံသားတွေကန့်ဆိုးသွားနေအခုအားလုံးပဲမြင်နေရတာပဲတွေ့ဘူးလားဒီစစ်အာဏာရှင်ကြောင့်ဒါကျွန်တော်တို့ပြည်သူကနောက်ထပ် အခုရွေးကောက်ပွဲဆိုတာလည်းရှင်းရှင်းပြောရရင်ဒါပြည်သူကမထောက်ခံမဲနဲ့သူကထောက်ခံအောင်နီးမျိုးစုံနဲ့သူကမဲကိုရှာပြီးလုံပါအဲလုံပါဆိုတော့ကျွန်တော်တို့အနေနဲ့ဒါရှင်းရှင်းပြောရရင်အတိအမှတ်လည်းပြုတ်စရာမလိုဘူးလှုပ်ချင်းမလှုပ်ချင်းဒါအခုဒီကတော်လိုင်းကြီးကောင်းတော့တယောက်ပြောသွားတယ်ပေါ့သူဟာနဲ့သူသူ့အလုတ်ကတော့သူလှုပ်သွားလိုက်မယ်ရွေးကောက်ပွဲသူဟာသူကျင်းပါသွားလိုက်မယ်ဒါပေမဲ့ကျွန်တော်တို့တွေကအဲအခုလက်နက်ကင် နောက်ထပ်ဒီဂျီဇက်ကလေးတွေပေါ့နော်ဂျီဇက်အဓိကဂျီဇက်ကလေးတွေနောင်ခါကျွန်တော်မြန်မာနိုင်ငံကကောင်းစားသွားဥပမာအခုညာဟိုနီပေါ်တို့ပါတော့ပုံစံမျိုးပေါ့ဒါနိုင်ငံငယ်တာနဲ့ကြီးတာနဲ့မဆိုင်ဘူးနီပေါ်ရဲ့စစ်တပ်ဆိုလို့ရှိရင်ဒါလူလူဝတ်ကိုလိုက်တာဒါမျိုးလိုက်တဲ့စစ်တပ်ကျွန်တော်မြန်မာနိုင်ငံခုထိမပေါ်သေးတာအဆိုးဆုံးပဲအဲ့တော့ကျွန်တော်နောက်ဆုံးပြောချင်တာကဒီကတော်လိုင်းကြီးကောင်းဆောင်တယောက်ပြောတယ်ဒီသူတို့ရွေးကောက်ပွဲလှုပ်ချင်းမလှုပ်ချင်းကသူတို့အလုပ်ကျွန်တော်တို့ စစ်အာဏာရှင်ပြတ်အောင်တတ်ရမှာကကျွန်တော်တို့တော်လှန်ရေးသမားတွေရဲ့အလို့ဟုတ်ကဲ့ကိုမင်းဟုတ်ကိုမင်းလည်းဒီကောက်ပွဲပေါ်မှာနည်းနည်းလေးပြောပြပါဦးကျွန်တော်တို့ကျွန်တော်တို့ကိုတော်ညတဲ့ပြောဆိုအခုမြေပြင်မှာပဲဖြစ်ဖြစ် online platform မှာဖြစ်ဖြစ်တော်လှန်ရေးသမားဆိုရေးကောက်ပွဲအကြောင်းခေါင်းထဲကိုမထည့်ဘူးဘာဖြစ်လို့လဲရင်ထဲရကိုလည်းကျွန်တော်နိုင်ငံမှာဖြစ်ပြနေတဲ့ပြဿနာအတိုင်းကဘလို့တဲ့နီးပညာမသိဘူး ရင်ဘက်ထဲမှာထားတဲ့လူထားအောင်မထားလဲဥပါဒုရွေးပဲကောက်ကောက်ခြေပဲကောက်ကောက်လှုပ်ချင်တာလှုပ်ကျွန်တော်ဒီစရနာရှင်အမြင့်ပြအောင်ဘလို့သွားမယ်ကျွန်တော်အခုလာတဲ့လူတွေထဲမှာလမ်းညင်းတူတယ်မူမတူပဲကူတာတွေပဲရှိတယ်ဒါပေမဲ့အဆုံးအထိတော့ကျွန်တော်တိုက်ရမယ်ဥပါဒုရွေးကောက်ပဲပဲလှုပ်လို့ကဘာပဲတိတိကျွန်တော်တို့ဒီသူကလောက်ကမှာစရနာရှင်အမြင့်ပြရေးပဲ ဒါပဲကျွန်တော်စိတ်ကဟုတ်ကျွန်တော်တို့နှစ်ယောက်ကကြတော့ဒီရွေးကောက်ဝင်နေပတ်သက်ပြီးတော့လေနေတိုင်းဟိုတော့ကျွန်တော်တတင်းတင်ဆက်နေတာဆိုတော့ဒီတိုင်းလေပြောနေကြဖြစ်တဲ့အတွက်ကျွန်တော်တို့တူတူတော့ဟိုပြောစရာမရှိဘူးနေတိုင်းလေပြောသွားမှာပဲဖြစ်တဲ့အတွက်ပေါ့နော်ဒါဟိုကရွေးကောက်ပွဲကတော့ခုနကပြောသလိုကျွန်တော်တို့ကအပေါ်လုံးကတော့တရားတရားမဝင်ဘူးလို့သတ်မှတ်ထားတာပဲလေတရားဝင်သတ်မှတ်ထားတာသူတို့ပဲလှုပ်ရှင်တာလှုပ်စီပေါ့နော်ကျွန်တော်တို့ကတော့လက်မခံရင်ဒါသူတို့ ရွေးကောက်ပွဲမဖြစ်ဘူး။အော်နိုင်တဲ့မဲဦးတော်ခိုးသေးတာ။ဟိုတဲ့နိုင်တဲ့မဲဦးတော်မှရအောင်ဖြတ်သေးတာကွာ။ဒီဒီလောက်မဲကတို့တယောက်ရှိလဲသုံးယောက်လောက်တို့လုတ်ပြစ်ပလိုက်လို့ရတယ်ဆိုတဲ့သဘောတရား။ဘလို့ပဲဖြစ်ဖြစ်မနိုင်နိုင်အောင်လုပ်မှာတို့မှာပါတီ90ပဲတို့ပြန်ပြန်။ဒါတို့နိုင်အောင်ပဲလုပ်မှာပဲလေ။အဲ့တော့ကျွန်တော်တို့ကသူတို့ယူကောက်ပဲလုပ်လဲကျွန်တော်တို့ဘက်ကဒီကလုတ်เสียရှိတာတော့လုတ်ရမှာပဲဒါကျွန်တော်တို့ကိုယ်တိုင်ပါဝင်ပြီးတော့လက်နက်ကင်ပြီးမတော်လန်နိုင်မင်းပဲလဲကျွန်တော်တို့ဒီကလက်နက်ကင်နဲ့တော်လန်ရေးကောင်းဆောင်နေပါညာတွေကိုကျွန်တော်တို့ကတက်နိုင်တယ်လို့တော့ကျွန်တော်ထောက်ပံ့ပြီးတော့ ီတော်လန်ကြီးကတော့ဆက်သွားအောင်ပါပဲနော်ဟုတ်ကဲ့ပါအလုံးစိတ်နဲ့မကြပါနဲ့ fighting ပါ